ုချိန်မှာလမ်းသဘူလို့တာထောင်ကြည့်လိုက်သူငုတ်သွားမှာအဲ့လိုမျိုးလေးရှိတယ်သူကကိုရီးယားလောက်ပဲရှိတာကိုကဟိုကလာတာအင်္ဂလန်လာတာအဲရှင်တွေအခုပြောတဲ့နှခမ်းနှခမ်းလေးနဲ့မသိဘူးလားနှခမ်းလေးနဲ့မျက်လုံးလေးနဲ့သူ့လိုပဲညှို့မျက်လုံးလေးပါတယ်ဒီလိုလေးအာလူလူချင်းမာတယ်ဒါတော့အရမောင်းကြီးကလည်းတိတ်မကွာဘူးလေပြီးတော့အသားရည်ချင်းကလည်းကြည့်အောင်လေကိုကတော့နည်းနည်းပိုရှူနေတယ်လို့အာအကုန်လုံးအကုန်လုံးဒါပေမဲ့သူ့ရှိသွားရတော့ကိုကဟိုကတိတ်ငယ်အောင်နေပြီးလိုက်ပါတယ် ြောမရဘူးအဲ့အဲ့ကောင်လန်နဲ့အတူလိုက်ခိုးနေတာနဲ့သူလေအဲ့ကြောင့်မို့အခုတောင်းတောင်းဟိုကပီတီပီဆုပ်လို့နေလိုက်ရှော့ထားပြီးရတာသူနည်းနည်းလေးတက်လာနဲ့လန်စဘူးကစောင့်ကြည့်နေတာကိုင်းတော့မှာလန်စဘူးကပြန်တော့ဒါတော့ကိုဘကကိုဘမှာရှိနေတဲ့မိန်းကလေးတွေဟိုဘက်နည်းနည်းလေးသွားလိုက်ပါဦးအာနာနေလို့တက်တို့တို့တော့နေရတာညီလေးအောင်စဘူးဟာဗောလမ်းစဘူးလို့အောင်မြင်ရင်တော့ကြိုးစားဗောလို့ ။ပုံမှုတာမဟုတ်သူ့အဖေနဲ့ကိုကျွန်တော်တို့တပွဲရက်ကဘူးလေ။သူ့အဖေကအရင်ကတီးဝိုင်းထောင်း။တီးဝိုင်းထောင်တော့ကျွန်တော်တို့ကဘူး။အဲ့ကလေးကကျွန်တော်တို့သူ့အဖေပွဲမှာသွားကနေတဲ့အချိန်မှာငငယ်ပဲရှိသေးတယ်။အချင်းလေးဆိုနေရပါရှိတယ်စပူက။အချင်းလေးဆိုအဲ့ကိုနေရမှာကျွန်တော်ခါမတင်ရောက်သွား။ကိုနီးနဲ့ရောက်သွား။အဲ့ကိုကရွှေပြည်သားကိုရွှေပြည်သားပွဲကိုရောက်သွားတော့မှာ။အတူအဖေနဲ့သွားဆုံလာ။ဟောတော့မယောင်းဆွေအောင်နေပေါ့။မယောင်းဆွေအောင်နေသွားဖြစ်နေ။ဒါတော့မအဲစပူးသွားကျွန်တော်အောင်းစပူးသွားလဲကိုကကြည်နေလိုင်းမော်ကကြည်နေဟောမသိဘူးလေ သူသားမှန်းပါမှန်းမသိဘူးအနောက်တော့အဲ့ဒီမှာတွေးလိုက်တော့မှမျက်နှာချင်းနဲ့တွေးရတော့မှအတောင်အခုသားကြီးဟာအခုသားလားဆိုဒီရွယ်တော်ရောက်အာအခုအဲ့ဒီတော့မှဟောတော့ကိုညီကိုလိုနေနေတဲ့လူတယောက်သားဆိုတော့ကိုသူကိုသားပဲဗောအဲ့လိုဟာဘယ်လိုသိကြရဲ့ဆိုတော့မကောင်းဘူးဗျာဟိုတစ်ခါဟိုကဒါပေမဲ့လူငယ်ဆိုပေမဲ့အဲ့ခန်းကြီးစိတ်ကြီးထားလိုက်တာပိုကောင်းပါလေဒေါသစိတ်မထားဘူးဆိုတော့အောင်မြင်နေတဲ့အချိန်မှာဖြစ်တတ်တယ်ဗျာ အောင်မြင်မှုလမ်းရောက်ပြီဆိုတာနဲ့ပျက်စီးမှုလမ်းကြုံတွေ့ရတာပဲလေကျွန်တော်အနောက်ရှက်ဆိုတော့ပေါ်တယ်ဗျအနောက်ရှက်ဆိုတော့ပေါ်အဲ့ဟာတွေကို तू ကတိုက်မဲ့ခလုတ်တွေခိုးမဲ့အစူးတွေကိုဖယ်ရှားလိုက်သလိုပါပဲကောင်းမကောင်းနဲ့အဆိုးကောင်းအဆိုးကောင်းနဲ့ तू तू ကအဲ့ဒီမှာဝါသနာပိုင်းနဲ့မိဘတွေကလည်းမြောက်သွားလို့ပေါ့မြောက်သွားတော့ဒီရင်ကျိမှုရောက်သွားဒီမြန်မာနိုင်ငံရင်ကျိမှုပေါ့တောင်တောင်မဟုတ်လေသူလည်း ရည်ရွယ်မှုဖွဲ့ရပြီးသားလေဖွဲ့ရပြီးသားမင်းသားတယောက်ကိုဆိုတော့ဒီအပြင်ကတောင်းတာဝါသနာပါရင်းနဲ့ဖြစ်လာတာမှမဟုတ်လားတော့စီးစနစ်ကြတယ်လို့ပြောရအောင်ငငယ်လေးအဆူပါအဆူကောင်းတယ်အကကောင်းတယ်ဟုတ်တယ်ကျွန်တော်လည်းစင်လို့နေမှာဟုတ်တယ်တချို့ကြရဲဟိုမေးမေးနေတာတောင်းသပင်းမရှိလို့အမင်းရှိဘောကပြောပါတယ်မဟုတ်အောင်သဘူးမဟုတ်ဘူးလို့ကျွန်တော်လန်သဘူးလို့ဟမ် ရှင်လေးအခုပြောတဲ့နှခမ်းနှခမ်းလေးနဲ့မသိဘူးလားနှခမ်းလေးနဲ့မျက်လုံးလေးနဲ့သူ့လိုပဲညှို့မျက်လုံးလေးပါတယ်ဒီလိုလေးလူရင်းမလူလူချင်းမတယ်ဒါတော့အရမောင်းကြီးကလည်းတိတ်မကွာဘူးလေပြီးတော့အသားရေချင်းကလည်းကြည့်အောင်လေကိုယ်တော်နေနဲ့ပို့ရှူနေတယ်လို့ဆိုင်ရဆောက်ပါအကုန်လုံးအကုန်လုံးဒါပေမဲ့သူ့ရှိသွားရတော့ကိုကဟိုကတိတ်ငယ်အောင်နေပြီးလိုက်ပါတယ်ပြောမရဘူးအဲ့အဲ့ကောင်လမ်းနဲ့အတူလိုက်ခိုးနေတာနဲ့သူလေအဲ့ကြောင့်မို့အခုတော်အောင်တော့ကို ပီပီဆုပ်လို့နေလိုက်ရှော့ထားပြီးရတာအခုချိန်မှာလမ်းသဘူလို့တာထောင်ကြီးလိုက်သူငုတ်သွားမှာအဲ့လိုမျိုးလေးရှိတယ်သူကကိုရီးယားလောက်ပဲရှိတာကိုကဟိုကလာတာအင်္ဂလန်လာတာအဲစနောင်းနေကြပဲသူ့အဖေလည်းစနောင်းညာတော့ဝယ်တယ်မလို့ပါလူတာပဲရှိတာကိုကဖြာဝယ်တဲ့ဟိုသားဘဲပွဲမဆိုဖြာအိုးမဝယ်ဘူးဘလောက်နဲ့ရောင်းမှန်းတော့မသိဘူးကိုကိုရောက်သွားဟိုနောက်ဘက်ကဝင်တယ်ရှေ့မှာထွက်ကြည့်ကြည့်တယ် အဲကိုမိသားစုတွေပါကြည်ကျင်နေဆိုတော့ကြိုပြောထားပြီးတော့သူတို့လုပ်ပေးတာအခုကကြတော့ခရီးစီကြောင်းနဲ့ညီပေါ့နော်ဒီမင်းသားကလည်းလူရှင်တော်တွေပန်ဖို့လူရှင်တော်တွေကလည်းမင်းသားကိုပန်ဖို့အဲ့လိုမျိုးလို့ဆိုမိသားစုစတိုင်ဖြစ်သွားတော့မိသားစုစတိုင်ဆိုတော့တခုအဲ့လိုမျိုး family group လို့ဖြစ်သွားတဲ့အတွက်ကြောင့်ဒီတောင်းလဲမှုလေးတွေလည်းများပြားလာပြီးလို့ရှိရင်ကျွန်တော်ကြည်ရတဲ့ရတ္တလေးတွေလည်းဆုံဆုံလင်လင်နဲ့ပြောင်းလဲမှုလေးတွေနဲ့ဆိုတော့ပို့ပြီးတော့ အောင်းတာပေါ့တဦးတယောက်ကြိုးစားမှုနဲ့အစာရည်အခွဲလိုက်ကြိုးစားတဲ့အတွက်ကြောင့်အောင်းမြင်ပါလားဟုတ်အလန်နန်းလိုပဲစိတ်တက်တော့ဖြူစင်တယ်ဘောက်ကြီးကတကယ်ကိုဖြူစင်တာဟာဖြူစင်တယ်ဖြူစင်တယ်ဟိုရိုးသားတယ်တို့ရှိလူကြီးသူမတွေကိုကိုင်းဆိုင်တယ်ရိုးသေးကိုင်းဆိုင်တယ်ပေါ့လိမ့်မှာဗလိမ့်မှာသူနည်းနည်းလေးတက်လာတဲ့လန်စဘူးကစောင့်ကြည့်နေတာကိုင်းတော့မှာလန်စဘူးကပြန်တော့ ါတော့ကိုဘကကိုဘမှာရှိနေတဲ့မိန်းကလေးတွေဟိုဘက်နင်းနေလေးသွားလိုက်ပါဦးအာနာနေလို့တော့တို့တို့ထုတ်နေရတာနင်းနေရွှေခိုင်းတာကိုလည်းနင်းနေပြင်မနေတော့မဟုတ်လေနှုတ်ဆက်တာများတော့လေချိန်လန်းတလန်းမဟုတ်သုံးလန်းသုံးလန်းဆုတ်ပေးထားတာညီလေးအောင်စဘူးဟွာဗောလန်းစဘူးလို့အောင်မြင်ရင်တော့ကြိုးစားဗောလို့ဒီအောင်စဘူးကတော့လာမယ့်နံမဲလေးနဲ့အသိနမိတ်ဗောနော်နံမဲကအဓိကပဲအသိနမိတ်လေးအောင်စဘူး ီသဘူးတခွင်းမှာအောင်မြင်မှုကိုစုခူးအောင်မဲ့မင်းသားတက်လက်လို့တော့ကျွန်တော်ပြောချင်ပါတယ်